နွေဦးမိသားစုများအားလုံးမင်္ဂလာပါရှင်။နွေဦး Family Channel လေးကနေလည်းပြန်လည်ကြိုဆိုလိုက်ပါရစေနော်။ဒီကနေ့မှာတော့ဆရာကြီးတင်ညွန်ရေးသားထားတဲ့ဖနက်ဆုပ်ကလေးဆိုသောဝတ္ထုတို့လေးကိုမျှဝေဖတ်ပြပေးသွားမှာပဲဖြစ်ပါရစေ။ဖနက်ဆုပ်ကလေးမောင်စုံဝင်းမောင်ဧည့်သည်အဆောင်စားချက်ခန်းမှာစားချက်နေတဲ့ကျွန်တော်ဆ iam မအတန်းကြောင့်အေကန်ဘက်ကိုထွက်လာခဲ့တယ်။အေကန်ဖနက်ချုံမှာတော့အမိပြက်ပြီးစုပ်ပြက်နေတဲ့ဖနက်တရင်ကျွန်တော်နှာခေါင်းရှုံလိုက်မိတယ်။ ။အေကန်နဲ့ဝင်ပြီးတော့ကလထိုင်မှာထိုင်ပြီးကွန်သွေးတွေရဲနေတဲ့သွားရီပုံအောင်ပြုံနေတဲ့အဖေ။အဝိစာကလည်းဖေယူဖေယဲ။တာအဖေသားတွေငယုတ်တိကျော်ရဲ့မြေပဲကျော်ရဲ့မုံဘိုးရဲ့လာပို့တာလေ။အဖေကပြောပြောဆိုဆိုငယုတ်တိကျော်ပလင်းမြေပဲကျော်ပလင်းမုံဘိုးငွေတချို့ထုတ်ပေးရင်ကျွန်တော်ကိုပြုံးကြည့်နေတယ်။အဖေရဲ့လူကြုံနဲ့ပြေးလိုက်ရောပေါ့။လာရင်လည်းအဝိစာတက်တက်ရရနဲ့လာပေါ့အခုဟာက စုပ်ပြက်နေတာပဲအဖေဖက်ကလည်းအမိပြက်စုပ်ပြက်နေတာပဲ အခြားတငယ်ချင်းတွေတွေ့သွားရင်သိခါကြမှာပေါ့အေးမသားရေမယ်ရီယာမှာအတိနဲ့ပုံရင်တောက်ကိုမတွေ့တာကြလို့ အဖေတွေ့ချင်လို့မန္တလေးဆင်းလာတာပါကွယ်နောက်လာရင် အဖေတက်တက်ရရလာခဲ့ပါမယ်အဖေပြန်မယ်နော်သားကျမ်းမာကြီးကူးဆိုင်အောင်ခေါင်းငိုက်ဆိုင်နေပြန်သွားတဲ့အဖေကို ကြည်ရင်စိတ်ထဲကတမျိုးဖြစ်သွားမိသည်ဒီနောက်ပိုင်းအဖေပေါ်မလာတော့ပါကျွန်တော်တို့နေတာမရီယာမြို့နေ ကျောက်တရားရွာမှာဆယ်မိုင်လောက်ဝင်ရတဲ့ရွာလေးတစ်ရွာမှာ အသီးနှံတွေစိုက်စားတဲ့မိသားစုလေးပေါ့အမားနှစ်ယောက်ရှိပေမဲ့ရွာမူလာတဲ့အကြောင်းလေးမှာလေးတန်းထိပညာသင်ခဲ့ရတာအငယ်ဆုံးသားကျွန်တော်ကတော့ အလေတန်းကို မရီယာမာထားကိုရန်ဆယ်တန်းရောက်တော့အဖေကပညာတတ်ဖြစ်စေခြင်းသည့်အတွက်အမေတားထားသည့်ကြားမှာမန္တလေးကပေါ်ရာတခုမှာကျောင်းအိတ်ကျောင်းစားပို့ကကျောင်းပေးကျောင်းထားပေးသည်ကျွန်တော်တို့ဆယ်တန်းဆောင်ပေးပွဲနီးလာပြီး အဖေကမန္တလေးမလာတော့ မာကြီးတလဲမာလေးတလဲသာလာသည်အဖေကိုမေးတော့အဖေစိုက်ခင်းတွေကိုစိတ်မချလို့မလာတာတဲ့အမအရိမျက်နှာမကောင်းဘာလို့လဲမေးတော့ခရီးပန်းလို့တဲ့ဆယ်တန်းဆောင်ပေးပွဲပြီးတော့မာကြီးလာကြတယ် ရွာအဝင်လမ်းမကြီးပြေးပြေးလွှားရင်အိမ်ဝင်တဲ့ရောက်တော့အဖေအမေတောက်ပြန်လာပြီလေဆောင်းမေးဝဲလဲဖြေနိုင်တယ်လို့ပြောပြီးပြေးဝင်လာတော့အမေကကားလို့អော်ရင်ပြေးဖက်ငိုပါလေရောမကြီးနဲ့မလေးလဲဝိုင်းဖက်ငိုကြတယ်လေအဲကြောင့်မအဖေရောရင်တောက်ဖေပိုးထီလို့စုံတာတလားလောက်ရှိပြီခွက်ဗျာအဲ့တော့ဘာလို့မပြောတာလဲအမေနင့်အဖေကမပြောရဘူးတဲ့ ငါသားဆောင်မိဘွယ်အတွက်စိတ်နှောင့်ယှက်ဖြစ်မယ်တဲ့။တာပေါ်ရာကြီးအတွက်မရိယာကတီးနှံပွဲယုံကငွေတွေထုတ်ထားတာပြန်ဆက်နေရတော့မိသားစုစားဖို့ညာဘက်နင်းအဖေငားရှာရတယ်လေ။နင်းပညာကြီးအတွက်သူ့မှာအဝတ်စားတောင်မဝယ်နိုင်ဘူးအစုံနဲ့မိမနဲ့သမီးအပြိုနှယောက်အတွက်ဦးစားပေးရသေးတယ်လေ။ဟိုမှာနင်းဖြစ်စီခဲ့တဲ့ဖက်နယ်လေးကြည့်ပါဦးသားရဲ့။ညာဘက်ငားရှာရင်ပိုးထီတာ ိတဲ့အချိန်တော့ကြာသွားပြီလေအမေတို့အသက်မီုံလေးနောက်ဆုံးအသက်ငွေငွေမှာမှားသွားသေးတယ်တကယ်လို့သူသေးသွားရင်တောက်ကိုစာမီဝဲဖြည်ပြီးမှပြောပါတယ်ပြီးတော့တောက်ဝယ်ရအောင်ထားပါလို့မှားသွားသေးတယ်တာရင်ကျွန်တော်မျက်ရည်တွေကြာရင် နောင်ဓာရီနဲ့ကောင်းရင်မှာထောင်ထားတဲ့အဖိဖနဲ့စုပ်လေးရင်မှာပိုင်ရင်အာရပါရအော်လိုက်မိပါတယ် ဖေဟုတ်ကဲ့ပါရှင်ဆရာကြီးတင်ညွှန်ရေးသားထားတယ်အဖေဆိုသောဝိထုတို့လေးကိုမျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ဆင်ပေးခဲ့ကြတဲ့နွေဦးမိသားစုဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နွေဦးမိသားစုများအားလုံးလည်းဖေကင်းလို့ကျန်းမာကြပါစေရှင်